ကြောအောင်ဆင်းရတော့ညီမတို့အဲ့လိုမျိုးတိုင်နေကြရဲမှာညီမတို့ပရိတ်ရွတ်နေတဲ့ပုံစံလားမသိညီမတို့လေးယောက်ကြောချင်းကပ်ပြီးတော့အဲ့လိုမျိုးနေရဲ့အချိန်မှာလေးယောက်တော့မဟုတ်ဘူးအများကြီးပဲအဲ့မှာလူကြောချင်းကပ်ပြီးတော့အကုန်လုံးစုနေတဲ့အချိန်မှာအတန်ဖက်ဆက်ထဲမှာဘယ်နှစ်ယောက်လဲဆိုတော့အဲ့ချိန်မှာအယောက်အများကြီးကိုသူကပြောလိုက်တာအယောက်ကိုစဲ့ကြော်ရကွာအဲ့ဖုန်းเจ้าထဲမှာအဲ့လိုမျိုးပြောလိုက်တော့ညီမအဲ့ချိန်ကလည်းရှင်းတုံးစရာအကောင်းဆုံးပဲမူထဲမှာစိတ်ထဲမှာဘာလို့ဘလို့ဖြစ်သွားလဲဆိုတော့အော် ငါတို့ကြီးပဲမဟုတ်ဘဲဒီเจ้าမှာရိုက်ကွင်းဖွဲ့ပဲမဟုတ်ဘဲတခြားလူမျိုးတွေလည်းရှိနေသေးပါလားဆိုရဲစိတ်ကြီးနဲ့ညဘက်ကြီးလည်းရရရဆိုတော့သူက action ဆိုရင်မိကိုအမှောင်ချလိုက်တာကိုအဲ့ချိန်မှာကိုက item တွေလုံနေပြီမဲ့စိတ်ထဲမှာဘီနာမှာရှိနေရဆိုရဲမူနေဆိုတော့အရန်တော့ကြောက်စရာကောင်းပါလေစကားနဲ့ပတ်သက်ပြီးတော့အမှတ်တရဆိုရင်ညီမတို့အိတ်ကားရှိတဲ့အချိန်မှာပေါ့နော် ခြောင်တို့တရေဖန်းတဲ့အဖွဲနဲ့တူရိုက်တဲ့အချိန်မှာညီမတို့တရေဖန်းဆက်ထဲမှာတကယ်အပြင်ကပရလောကသားကြီးအသက်ကြီးပါလာတာကြီးပါညီမတို့တကယ်လက်တွေ့ကြုံခဲ့ရပါရှင့်။အိတ်ကားရိုက်ဖို့အတွက်ကြောင့်ညီမတို့လာပိုင်းတော့ပဲအချိန်ယူခဲ့ရပါတယ်။ပြီးတော့အိတ်ကားရဲ့မှာပိုင်ဝိုင်းရေးတယောက်စာဥကြော်ရောင်တို့ဘာလို့လဲဆိုတော့အရင်တော့ညီမတို့အချိန်အရင်တော့မယူခဲ့ရပါရှင့်ဟုတ်ကဲ့။ကရီတာအရာကတော့ညီမတို့အဲထဲမှာ lesbian အတွဲလေးပုံစံလောက်ထားရရှင်ညီမနဲ့မိုနီတာကြော်ရအောင်နေပေါ့ပြီးတော့ကိုတူတာနဲ့သုံးပွင့်ဆိုင်လေးပေါ့အဲ့လိုပုံစံလေးမျိုးလေးပါရှင် ဟုတ်တယ်ရှင်ဟိုမြမပြီမအဲ့လိုမျိုးသူတော်ဖုံးကြီးပေါ့နော်အဲ့လိုပုံစံမျိုးကြီးနဲ့ပတ်သက်ပြီးတော့တရေကရတယ်နည်းရှားတယ်လीအဲ့လိုမျိုးပေါ့နော်ဆရာမမျိုးမရအဲ့လိုမျိုးဇက်လေးကိုအခြေခံပြီးတော့ရိုက်ထားပါရှင်တော်တော်လေးထူးခြားမဲ့ကားလေးပါပြန်တော့မကြည့်ရသေးဘူးရှင်ပြန်ကြည့်ဖို့တော်တော်ရင်ခုန်နေပါပြီอืมရှိပါတယ်ရှိပါတယ်ရှင်ညီမတို့အဖွဲကဟိုတယောက်ထဲနဲ့ရိုက်တဲ့ကားမဟုတ်ဘူးလေသူတို့တဆွေမှာသူတို့အဖွဲလိုက်ကြီးဖုံးချောင်းရောက်သွားရဲ့ပုံစံမျိုးဆိုတော့အဖွဲလိုက်တင်းဂရုညီညီရောတေးဥဆောင်ထားပါတယ်ရှင်အဲ့တော့အားရမှုလည်းရှိပါတယ် ညီမတို့ကဟိုတယ်မှာတဲတော့လေအုပ်စုလိုက်ကြီးတဲအဲ့လိုမျိုးကျောင်းရောက်ရင်လေဘုန်းကြီးကျောင်းမှာဆိုလေအုပ်စုလိုက်ကြီးရိုက်တာဆိုတော့ရိုက်ခွင်းပေါ်မှာညီမတို့အဲ့လိုမျိုးခြောက်ခံရမျိုးတွေဘာတွေတော့မရှိဘောเนาะရင်ခုန်တာမျိုးလည်းမရှိဘူးဒါပေမဲ့အဲ့လိုမျိုးစိုင်းလေးပြတာမျိုးတွေတော့ကြုံရရဲ့အဖွဲထဲမှာရှင်ဟုတ်ကဲ့ ော်ညီမတို့ပေါ့နော်ဒီရုပ်ရှင်ကားရေးတဲ့အချိန်မှာညီမတို့တည့်ရဲ့ဖန်တဲ့အဖွဲပေါ့နော်ကိုချောင်းတို့ကိုညီမတို့ခေါ်ပြီးတော့ဒီရုပ်ရှင်ဖွဲရဲမှာပဲညီမတို့ရဲ့တဲ့ character ရဲမှာပဲကိုချောင်းတို့ဖွဲရပါရပေါ့နော်အဲ့ဒီအချိန်မှာညီမတို့ five foot two action နဲ့ကက်ကြမှာညီမတို့အဲတရေဖန်းတဲ့စက်ပုံစံမျိုးပေါ့အတန်ကြီး rage ရဲအဲ့လိုမျိုးဖန်းတဲ့ဟာမျိုးထိတ်ရိုက်တယ်ရိုက်တဲ့အချိန်မှာညီမတို့တကယ်ဒီဘက်ကနေပြီးတော့ဘယ်နှယောက်ရှိလဲလို့ဘာလို့မေးရဲ့အချိန်မှာဟိုဘက်ကနေပြီးတော့လူရောက်ရည်ပြန်ဖြေတာမျိုးတို့နောက်တော့အဲ့လိုမျိုးရှီလာရှီလာမေးရဲ့အချိန်မှာရှိရရှိရလို့ပြန်ပြောတာမျိုးဒါတွေက ဒီထဲမှာဗောနော်ညီမတို့ထည့်ပြီးအတန်ထည့်ထားရမျိုးမဟုတ်ဘဲနဲ့ဒီထဲမှာဟိုရိုက်တဲ့အချိန်မှာမပလာတာမျိုးညီမတို့ကြုံရရရှင်။ဒါကကိုလက်တွေ့ကြုံမှလည်းယုံပါဗောနော်ပြောရင်ညာနည်းနည်း surprise ဖြစ်ဖြစ်နေမယ်ဒါပေမဲ့တကယ်ညီမတို့ကြုံခဲ့ရပါရှင့်။အဲညီမကပုံမှန်ကတော့ဗောနော်အဲ့လိုမျိုးတရေနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ကြုံရတာမျိုးတွေပါတယ်တခါမှမရှိဘူးဗောဒါပေမဲ့ရိုက်ကွင်းပေါ်မှာ action နဲ့ဒီ cap မအော်ခင်အချိန်မှာညီမတို့က ိုက်တဲ့မှာဖြုတ်လိုက်ရအောင်လေမဖြုတ်လိုက်ရတဲ့အချိန်မှာဒီအတန်ကြီးကိုကြားနေရတိုင်းတိုင်းလူအုပ်စုရဲ့မှာဒီဆက်ကြီးနေဆိုညီမတို့အိုက်တဲ့မဖြုတ်ဘဲနဲ့ဆက်ပြီးတီးဥဆောင်ခဲ့ရတော့လုံးဝအမှတ်တရဖြစ်တယ်ပြုတ်ရင်လည်းရမ်းခုံရပါတယ်တကယ်ကြီးကိုကြားရတာပါရှင့်အဲ့တော့မယုံလို့လည်းမရဘူးပေါ့နော်ဒီအရာကရှိရင်လည်းရှိနေနိုင်ပါတယ်အဲအကြောက်အစုံစင်ရတော့ညီမတို့အဲ့လိုမျိုးတိုင်နေကြရဲ့မှာညီမတို့ပရိတ်ရွတ်နေတဲ့ပုံစံလားမသိညီမတို့လေးယောက်ကြောချင်းကပ်ပြီးတော့အဲ့လိုမျိုးနေတဲ့အချိန်မှာလေးယောက်တော့မဟုတ်ဘူးအများကြီးပဲအဲ့မှာလူကြောချင်းကပ်ပြီးတော့အကုန်လုံးစုနေတဲ့အချိန်မှာ အတန်ဖက်ဆက်ထဲမှာဘယ်နှစ်ယောက်လဲဆိုတော့အဲ့ချိန်မှာအယောက်အများကြီးကိုသူကပြောလိုက်တာအယောက်ကို၁ကျော်ရယ်ကွာအဲ့ဖုန်းเจ้าနဲ့မှာအဲ့လိုမျိုးပြောလိုက်တော့ညီမအဲ့ချိန်ကလည်းနည်းနည်းရှင်းတုံးစရာအကောင်းဆုံးပဲမူရဲမှာစိတ်ထဲမှာဘာလို့ဘလို့ဖြစ်သွားလဲဆိုတော့ဩငါတို့ကြီးပဲမဟုတ်ပဲဒီเจ้าမှာရိုက်ကွင်းဖွဲ့ပဲမဟုတ်ပဲတခြားအဲ့လိုမျိုးလေရှိနေသေးပါလားဆိုရဲစိတ်ကြီးနဲ့ညဘက်ကြီးလည်းရရဆိုတော့သူက action ဆိုရင်မိကိုအမှောင်ချလိုက်တာကိုအဲ့ချိန်မှာကိုက item တွေလုံနေပြီမဲ့စိတ်ထဲမှာဘီနားမှာရှိနေရဲဆိုရဲမူနေဆိုတော့အရန်တော့ကြောက်စရာကောင်းပါတယ် မှုပြရခဲ့ဒါကညီမ interpretation နဲ့တူတူလက်တွဲလုတ်ကိုင်းတဲ့ရုပ်ရှင်ကားရဲ့မှာပထမဆုံးရုပ်ရှင်ကားပေါ့နော်ညီမတက်တလောက်တည်တလောက်ညီမဆရာရဲ့တင်ကြပြတာမှုနဲ့အတူညီမအကောင်းဆုံးတော့ကြိုးစားထားပါရဲ့အဲ့အတွက်ညီမရဲ့ပထမဆုံးကားဆိုတော့ဝေဖန်ပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်25ကားရဲ့ဘုရားချုပ်ထုတ်ထားပါရဲ့အခုလက်တလောကတော့၄ကားလောက်ပြီးသွားပါပြီရှင်ဆရာမမျိုးမင်းရဲ့ရိုက်တယ်ဆိုရင်သူရိုက်တဲ့ဟာဆိုရင်ပေါ့နော်သူတော့တဆွေရှိမယ်နောက်တော့ရုပ်သေးရုပ်ရှိမယ်ရှင်နှစ်ကားရှိပါသေးရဲ့နောက်ထပ်ရုပ်သေးလာပါဦးမယ်ရှင် ညီမကပုံမှန်လဲအဲ့လိုမျိုး social အရင်ရောမတုံးဘူးပေါ့နော်ဟိုတခါတလေမှသာတရှိရှိပါနေထထပေါက်သွားတာမျိုးပဲရှိရပါဗော။အဲ့လိုမျိုးဆိုတော့အားကြောင့်ပျောက်နေရပဲထင်ပါတယ်။ဟုတ်ကဲ့ social မှာပျောက်သွားတာပေါ့နော်ညီမပထမက page ပေါ့ညီမ page 20 million view ရခဲ့တဲ့ရွှေရွှေ video လေးပေါ့နော်အဲ့ page ကိုမှတ်မိအောင်မယ်ထင်ပါတယ်။အဲ့ page ဆိုလည်းညီမ hack ခံပြီးတော့ပြတ်သွားတယ်။ ပြီးတော့အကောက်ကလည်းပေါ့နော်ညီမဟိုက်ခံပြီးတော့ပြက်သွားရဲ့ရှင်အကောက်ရောပြီရောပြက်သွားရဲ့ချိန်မှာညီမခဏရက်သွားရဲ့ပေါ့နော်အခုဒီနောက်ပိုင်းမှာညီမအကောက်တစ်ပြန်ဖွင့်ပြီးတော့ပြန် run နေရတာအကြောင်းလည်းပါပါတယ်အားကြောင့်လည်းနည်းနည်းလေးပျောက်သွားတာပါအဲ့လိုမဖြစ်ဘူးရှင်ညီမဖွင့်ပြီးရောပေါ့နော်တလနှစ်လလောက်အတွင်းမှာပဲ fan တွေကသူတို့ပြန်ပြီးတော့တွေ့သွားရဲ့အကောက်တွေတငယ်ချင်းတွေကလည်းအဲ့လိုမျိုးအကောက်တွေညာပေးရမျိုးကြီးရှိရဲ့ပေါ့အဲ့မှာဒီနေ့တိုင်းမှာပဲဟိုလူတွေပြန်ပြီးတော့တိသွားပါရဲ့အကောက်ကိုသိမကြလိုက်ပါဘူးရှင်อืม personal attack glass ဆိုတော့ ဲ့လိုမျိုးလဲပြောလို့ရပါတယ်ဒါပေမဲ့တေချာတော့မသိဘူးပေးကရှာတော့ညီမကိုရိုင်းမော်နော်အဲ့လိုအက်ဒမင်ထားပြီးတော့အဲ့အက်ဒမင်ကပဲတလွဲလုလိုက်တာလားမသိဘူးအကောက်ကကြတော့ညီမဘန်ကောက်ကနေပြီးတော့ပြန်လာရဲ့အချိန်မှာညီမဖုန်းနံပါတ်ချင်းလိုက်တယ်ဖုန်းနံပါတ်ချင်းတဲ့အချိန်မှာ तू ကအဲ့လိုမျိုးပေါ့နော်မှတ်ပုံတင်နေညီမဒီမှတ်ပုံတင်နေဟိုနာမည်နဲ့ပြန်ပြီးတော့ကြိုက်တာပေါ့ညီမမှတ်ပုံတင်နေနာမည်နဲ့ဒီအနုပညာနာမည်နဲ့မတူရဲ့အချိန်မှာပြတ်သွားရှင်အဲ့လိုဖြစ်သွား ုတ်တယ်ညီမ depression လည်းနည်းနည်းတော့ဖြစ်တယ်ပေါ့နော်ဒီရိုက်ကူးရေးနဲ့ပတ်သက်ပြီးတော့ညီမတို့ကပထမဆိုရင်တော့ရုပ်ရှင်ကားရဇက်တိုက်ရိုက်ရတာပေါ့နော်ဒီနောက်ပိုင်းကျတော့အချင်းနေအကြောင်းမျိုးမျိုးကြောင့်ရုပ်ရှင်ကားရဇက်တိုက်ရိုက်ရမျိုးမျိုးပဲနဲ့ဂျာရဲမှာအချင်းကြက်ကြွားရမျိုးရှိရပေါ့နော်ညီမတို့က depression နဲ့လွတ်လွတ်လုံနေတာဖြစ်တယ် depression မရိုက်ရဘူးဆိုရင်ညီမကထိုင်နေရမျိုးရှိရပေါ့နော်အဲ့အချိန်မှာညီမ depression နဲ့နဲ့ဖြစ်တယ်အဲ့ကြောင့်မလို့လဲပါပါလိမ့်မယ်ရှင်ဒါပေမဲ့ရပိသားကားရတော့အများကြီးရှိပါတယ်လာပါလိမ့်မယ်ထပ်ပြီးတော့လေရိုက်ဖို့နောက်ထပ်လုတ်ထားရတဲ့ကားကြီးလည်းရှိရရှိပါအချိန်နည်းနည်းလေးကြာနေရပါ ညီမရှိပါရဲ့ညီမဆိုအခုအသက်ဆက်ကို16လောက်တည်းကရွှေကျူဖြစ်လာပါတော့။အခုဆိုအသက်20တော်တော်ကျော်နေပြီ။အခုချိန်ကြီးပေါ့နော်။ on air ပေါ်တက်ဖို့တော့ညီမတို့အရန်ယူစူးစမ်းနေရသေးတာပေါ့နော်။ဒါပေမဲ့အခုပထမဆုံးကားလေးယုံတင်မယ်ဆိုတော့ result ကိုစောက်ကြည့်ရမှာပေါ့ရှင်။ဒါပေမဲ့တော်တော်ကြီးတော့အချိန်ကြီးအများကြီးပေးထားပါရဲ့။ရုပ်ရှင်အတွက်ပေါ့ညီမ။ခင်စားရပါတော့ဒါပေမဲ့ရှင်းမှလည်း senior ရီတက်ရဆိုတော့ senior ရီယုံမော်တက်တဲ့ချိန်မှာစောင့်နေယုံမရှိတာပေါ့ရှင်။음ညီမကကြတော့အဲ့လိုမျိုး ရုပ်ရှင်ကတကားကို driver တယောက်ကလာချိတ်ရိုက်တာမျိုးမဟုတ်ဘူးပေါ့နော်ညီမ25ကဆရုပ်ချုပ်ပြီးသားဆိုတော့သူဟာသူတော့ on air မှာတော့ဒီအိုင်းနေနဲ့လဲရိုက်ပြီးသားကိုစောင့်နေုံနဲ့တက်တက်လာမှာပဲပေါ့နော်အဲ့လိုမျိုးဆိုတော့အရင်တော့နေရာပြောက်သွားမှာပဲဘာလို့အဲ့လိုမျိုးကြောက်တာမျိုးတော့မရှိပါဘူးညီမမ်ဒီရုပ်ရှင် level မှာတော့သူဟာသူကလဲပတ်နေမှာပါ25ကအထိပေါ့အခုမှ၄ကားပဲရရတည်ရဆိုတော့လေဟုတ်ကဲ့အများကြီးကျန်နေပါရှင့် 25ကားစလုံးရိုက်ပစ်ချင်တာထက်ပေါ့နော်25ကားလုံးတစ်ခါရုံတင်ချင်တာပါရှင်25ကားလုံးကရိုက်ပစ်ဖို့ကြတော့ဖြစ်နိုင်တယ်သူတို့ရဲ့အဲ့လိုမျိုးတစ်ခါတစ်ခါရိုက်နေတဲ့2ကားစတိုက်တွေ3ကားစတိုက်တွေအဲ့လိုမျိုးရိုက်တာမျိုးလည်းရှိတယ်ဒါပေမဲ့ရုံပေါ်ရောက်ဖို့ကကြာနေရဆိုတော့အဲ့လေးပဲအဓိကပေါ့ရှင်မလဲညီမတို့ရိုက်ပြီးတော့မတင်ရသေးတဲ့တင်လို့မရတဲ့ကားမျိုးကြီးရှိရပေါ့နော်အဲ့လိုမျိုးကားလေးဆိုတော့ညီမတို့အဲ့ဟာအတွက်လည်းကျုံတင်မှုတော့စောင့်နေရမျိုးတွေမှာ depression နဲ့ဖြစ်တယ်ညီမတို့ကတက်တက်ဆလူငယ်ဆိုတော့အချင်းကြီးအကြောင်းအကြောင်းကြပေါ့နော်မတင်ရဘူးဆိုပေမဲ့ ူကြီးရဲ့ဘိုင်းမှာတော့ဘာမှမမျက်နှာအောင်ရှင်မညီမတို့တက်တစ္စာလေးဆိုတော့ဒီဟာလေးကိုပဲစောင့်ပြီးတော့ဒီအောင်မြင်မှုစောင့်နေရဖြစ်တဲ့အတွက်ဝမ်းနေပြီးတော့အဲ့လို depression တွေဖြစ်ရပါရဲ့ရှင်อืมညီမကတော့အဲ့လိုမျိုး depression ဖြစ်ပြီဆိုရင်အောင်ရအောင်မြင်နေတဲ့လူတွေမကြည့်ပဲနဲ့အခုတက်တစ္ဆာရဲမှာပဲကိုယ်နဲ့ level မှာအရင်ပေါ့နော်မလို့ရသေးတဲ့လူတွေကိုကြည့်ရအလုပ်တွေအရင်မလို့ရသေးတဲ့လူတွေကိုသူတို့ကြည့်ပြီးတော့ဩငါကတော့ရိုက်နေရသေးရပဲသူတို့ကမရိုက်ရဘူးအဲ့တော့စောင့်လိုက်ပါမယ်လေကိုယ့်ရဲ့ can နဲ့အချိန်ကတစ်ချိန်ဖြစ်လာမှာပေါ့နော်ကိုယ့်ရဲ့ can ကောင်းပြီးတော့စမ်းနဲ့သွားပြီးတော့ အကပ်ဖြစ်တဲ့ချိန်ညာရင်ဖြစ်လာမယ်လို့ထင်ပါတယ်ရှင်။ကြိုးစားမှုရှိတိုင်းလည်းဖြစ်ရှင်မှာဖြစ်တာပေါ့နော်။ကန်နေစမ်းနေရှိပြီးတော့မကြိုးစားရင်လည်းမဖြစ်ဘူး။အဲ့သုံးခုလုံးနဲ့ပေါင်းဆက်ပြီးတော့အိတ်ချစ်ချစ်ဖြစ်လာတာကိုပို့ပြီးတော့လူချင်ပါတယ်ရှင်။ကျင်းနမှုလုံးဝမရှိသေးပါဘူး။ညီမအခုထိကိုကိုဘာမှဖြစ်သေးရလို့မထင်သေးဘူးပေါ့နော်။ရွှေရွှေမှာတော့ကျင်းနမှုရှိခဲ့ရဲ့။ရွှေရွှေမှာမြန်မာပြည်တပြည်လုံးမှာယူခဲ့တဲ့ဆက်ရောက်ထဲမှာပါခဲ့ရပေါ့နော်။ရွှေရွှေဆိုတာ2019 20တုန်းကရွှေရွှေပေါ့နော်။အခုဒါပေမဲ့ရုပ်ရှင်မှာကျတော့ကျင်းနမှုမရှိသေးဘူး။ဒီပထမဦးဆုံးကားမှာဘယ်လို reset ရှိမလဲညီမမသိသေးဘူးပေါ့နော်နောက်ထပ်ကားရည်လည်းအတိုင်းပဲအဲ့တော့ theory result ကိုကြည့်ပြီးတော့ပဲညီမပြန်ဖြေပေးပါမယ်ညီမကိုညီမကျင့်တတ်မှုရှိမရှိဆိုတာဆရာမမမရိုက်တယ်ရှေ့ကကားရည်ပေါ့နော်အဲ့လိုမျိုးတရေကားရည်ဘယ်ကားမဆိုပေါ့နော်ပောက်ခဲ့တာရာများတယ်အဲ့တော့ဆရာကတရေကားရည်ကိုမရိုက်ဖဲနဲ့ဒီတိုင်းနေနေကြာပြီပေါ့နော်ဆရာအခုပြန်ပြီးတော့ try နဲ့ကားလေးဖြစ်တယ် သူတော့သွေးဆိုတာပြီးတော့တခြားကိုင်းနဲ့လည်းမတူဆန်းဆန်းလေးလေးဖြစ်တဲ့အတွက်ပြည်သက်တွေအကုန်လုံးစောက်ကြည့်ပေးပါလို့ပြောချင်ပါတယ်။ဆရာမမျိုးမင်းနဲ့ပတ်သက်ရင်တော့ဒီတရေကားဆိုရင်တော့ပြောစရာမရှိအောင်ပေါ့နော်လူတွေကအဲရှေ့မှာလဲပေါ့နော်။အင်းကောင်းတဲ့ကားကြီး track ခဲ့ပြီးပြီးအဲဒီကားလေးမှာလည်းဘလူးပုံစံမျိုးဆရာဖန်တီးထားလဲဆိုတာစောက်ကြည့်ပေးပါအောင်ရှင်။ ်ညီမတို့ဒီသူတော်တစီကိုင်းမှာညီမတို့တခြားတရေပုံစံမျိုးမဟုတ်ဘဲနဲ့သူတော်တစီလည်းဖြစ်တဲ့အပြင်မှာညီမတို့ gelf ပုံစံလေးလည်းရိုက်ထားရဲမွန်တာကျော်ရောင်နေပေါ့နော်အဲ့လိုမျိုးလေးနည်းနည်းပါရဲဆိုတော့ပရိသတ်ဒီအမြင်မှာတမျိုးလေးပေးမယ်ရတတမျိုးလေးပေးမယ်ရုပ်ရှင်ကာပါအဲ့တော့သွားပြီးတော့စောက်ကြည့်ဖို့အတွက်ညီမဖိတ်ခေါ်ချင်ပါရှင့်ကျေးဇူးပါကျေးဇူးပါ